င်္ဂလာပါရှင်ကိတ္တတရင်ဌာနကနေတရင်များကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်တရင်ကတော့အမေရိကန်တပ်များရက်ခိုင်တို့ဝင်ရောက်လာခြင်းကြောင့်စေအုပ်စုတုံ့လုံနေပြီဆိုတဲ့တရင်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်2025ခုနှစ်အောက်တိုဘာလ၏ပထမအပတ်တွင်မှစတင်ကမြန်မာနိုင်ငံအနောက်ဘက်ရောက်ရှိသည့်ရခိုင်ပြည်နယ်အနီးတွင်အမေရိကန်တပ်မတော်အင်အားများတက်ချထားကြောင်းသတင်းများပေါ်ပေါက်လာသည့်နှင့်အတူနေပြည်တော်ရှိစစ်အုပ်စုအတွင်တွင်အကြံဖက်နေထားများတင်းမာလာနေကြောင်းသတင်းရရှိပါသည် တရင်အရာအမေရိကန်တပ်မတော်တင်းမော့အချို့နှင့်လေရင်တစည်းခန့်ကိုရက်ခိုင်အနီးဖြင့်လေပြင်း၌တွင်းမြင်ရပြီးလူဖွဲ့စည်းခဲ့စေရင်အထောက်ပံ့လုပ်ငန်းများအနေနဲ့ဝင်ရောက်လာသည်ဟုအမေရိကန်အစိုးရကကြေညာခဲ့တော်လဲဆေးဥစုဘက်မှထိုအကြောင်းအရာကိုအပြင်းထန်ဆိုရင်နေကြသည်နေပြည်တော်ရှိစေအုပ်စုကောင်းဆောင်ဆင်များသည့်တရင်ထွက်လာပြီးနောက်အမေရိကန်တပ်များ၏လှုပ်ရှားမှုကိုညီကက်စွာစောင့်ကြည့်ဖို့အမိန့်ထုတ်ခဲ့ပြီးရခိုင်တပ်မတော်နှင့်ပူးပေါင်းကာနေဆက်ကန်ယူတန်းများတွင်လုံခြုံရေးတိုးချဲ့ခြင်းပြုလုပ်နေကြောင်းအတွင်းသတင်းအချက်အလက်များအရသိရပါသည် အမေရိကန်ဘက်မှသတင်းထုတ်ပြန်ချက်တွင်ဒေယူပို့ဆောင်ရေးကယ်ဆယ်ရေးနှင့်လူခွင့်ရေးကဲ့သို့ရဲထွက်တာဖြစ်ကြောင်းအကြောင်းပြတော့လေနိုင်ငံရေးသုံးသပ်ပညာရှင်များကအမေရိကန်၏အကြီးအကဲရည်ရွယ်ချက်မှာမြန်မာအနောက်ဘက်ဒေသတွင်စစ်ရေးတုံ့ပြန်မှုတစ်ခုဖြစ်စဉ်ချင်းဖြစ်နိုင်ကြောင်းဆိုကြသည်စီအိုစုဘက်ကထုတ်ပြန်ချက်မရှိသေးပေမယ့်အတွင်းရေးအဖွဲ့အနေနဲ့အရေးပေါ်အစည်းအဝေးများခေါ်ဆိုထားပြီးနိုင်ငံသားတက်များဝင်လာမှုကိုနိုင်ငံတကာပေါ်ပြောကြားရန်ပြင်ဆင်နေကြောင်းထုတ်ဖော်ပြောသောအတွင်းသတင်းတစ်စုံလည်းရှိနေသည် ရခိုင်ပြည်နယ်အတွင်းတွင် နောက်ဆုံးသတင်းအရအမေရိကန်တပ်မတော်တင်မော့၃စီးလေယာဉ်၂စီးနှင့်ပစ္စည်းတင်ရဲအနေငယ်ကိုတွေ့မြင်ရသောကြောင့်ဒေသခံများကလည်းစိုးရိမ်မှုအနေငယ်ရှိလာကြသည်သို့သောတချို့ဒေသခံများကတော့နိုင်ငံတကာကရောက်လာတာကောင်းနေဒေသတွင်း၃နှစ်ကြာနှီးပါဖြစ်နေတဲ့စစ်ပွဲအဆုံးသတ်ဖို့အကူအညီဖြစ်နိုင်တယ်ဟုပြောကြားပါတယ် နေပြည်တော်ဘက်ကအစိုးရတပ်များတရင်အချက်လက်ဌာနကတော့စေအုပ်စုခေါင်းဆောင်များကိုနိုင်ငံသားတရင်အဖွဲ့များနှင့်မေးမြန်းမှုမပြုလုပ်ရန်တတိပေးထားပြီးအချို့စစ်ဌာနများတွင်လည်းအမေရိကန်တပ်များဝင်လာခြင်းကိုတိုက်နယ်ရေးတစ်စိတ်တပိုင်းအဖြစ်အသုံးချနိုင်မယ်ဆိုတဲ့မသက်သာသည့်တရင်များလည်းပေါ်ပေါက်လာနေသည်နိုင်ငံတကာအဖွဲ့အစည်းများအနေနဲ့တော့မြန်မာအတွင်းလက်ရှိအခြေအနေကိုသတိထားစောင့်ကြည့်နေပြီးအမေရိကန်တပ်ဝင်လာမှုဟာစေအုပ်စုအပေါ်ဖိအားတိုးလာစေမယ့်လှုပ်ရှားမှုတစ်ခုဖြစ်နိုင်တယ်လို့သုံးသပ်ကြပါတယ် အမေရိကန်တပ်များ၏လှုပ်ရှားမှုသည်အစောပိုင်းတွင်မတော်တဆဖြစ်နိုင်သောလည်းနောက်ပိုင်းတွင်အပြေအဝစစ်ရေးတုံ့ပြန်မှုအဖြစ်ပြောင်းလဲနိုင်ခြေရှိသဖြင့်နေပြည်တော်ဘက်စစ်အုပ်စုအနေနဲ့စိုးရိမ်မှုများတဖြည်းဖြည်းတက်လာနေပြီဖြစ်သည်။ရခိုင်အနီးရှိအမေရိကန်တပ်များ၏လှုပ်ရှားမှုသည်လက်ရှိအချိန်ထိတရားဝင်အတည်ပြုချက်မရှိသေးသောလည်းစစ်အုပ်စုအတွင်အကြီးအကျယ်ဖိအားတစ်ခုဖြစ်လာနေပြီးနိုင်ငံတကာအာရုံစိုက်မှုတက်လာသည့်အခါမှာစစ်အုပ်စုအတွင်တုံ့လုံးမှုများပုံမှုမြင့်တက်လာနေကြောင်းသတင်းများမှသိရပါသည်။ ဆက်လက်ပြီးစစ်စင်ရေးကရန်ကုန်ဘကိုးနဲ့နေပြည်တော်နာထီရောက်နေပြီးအမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ရေပြင်စစ်စင်ရေးတွေဟာရန်ကုန်ဘကိုးတိုင်းအပောက်ဝင်အာနာသိန်းစစ်ကောင်းဆောင်တွေအခြေစိုက်တဲ့နေပြည်တော်အနီးကိုပါရောက်ရှိနေပြီဖြစ်ပြီး2025ခုနှစ်နှစ်ကုန်ပိုင်းမှာစစ်ရေးတွေပုံမပြပြလာတာကိုတွေ့ရလိမ့်မယ်လို့ NUG ရဲ့တောင်ပိုင်းတိုင်းအထူးစစ်စင်ရေးတပ်ဖွဲ့ SOF တပ်ဖွဲ့မှအောင်ဆန်းရှာကသတင်းထားတာကိုပြောပါတယ် SOF အဖွဲ့ဟာ2025ခုနှစ်ဇူလိုင်လ22ရက်နေ့မှာအဖွဲ့တည်ထောင်ခြင်း၄နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်ပါတယ် SOF အဖွဲ့ဟာကရင်ပြည်နယ်မော်ပြည်နယ်နဲ့တနင်္သာရီတိုင်းတို့မှာကျေးလက်စစ်ကြောင်းနှစ်ကြောင်းလှုပ်ရှားနေပြီးရန်ကုန်တိုင်းအေယာဝတီတိုင်းမွန်ပြည်နယ်နဲ့ပဲခူးတိုင်းတွေမှာတော့မျိုးပြပြောက်ကြားတပ်တွေအဖြစ်လှုပ်ရှားနေတာဖြစ်ပါတယ်။ကျေးလက်စစ်ကြောင်းတစ်ကြောင်းကိုအင်အား300တပ်မတ်ထားကြောင်းသိရပါတယ်။ SOF ရဲ့မျိုးပတ်စစ်စင်ရေးတွေမှာရန်လွာအောင်နန်းထိုင်အောင်စတဲ့နာမည်တွေနဲ့လှုပ်ရှားမှုတွေကိုတွေ့ခဲ့ရပြီးကျေးလက်စစ်ကြောင်းတွေမှာလည်းတိုင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ပူးပေါင်းပြီးစခန်းသိမ်းတိုက်ပွဲတွေဆင်နွှဲနေတာတွေ့ရပါတယ်။ ဒီအကြောင်းအရာတွေအပါအဝင် SOF ရဲ့၄နှစ်အတွင်းစီရေးလှုပ်ရှားမှုတွေညီမှန်းချက်တွေနဲ့ပတ်သက်ပြီး NUG ရဲ့တောင်ပိုင်းတိုင်းအထူးစစ်စီရေးတပ်ဖွဲ့ SOF တပ်ဖွဲ့မှအောင်ဆန်းရှားကိုသတင်းဌာနကဆက်သွယ်မိများထားဆဲဖြစ်ပါတယ်။ဆက်လက်ပြီးစစ်ကောင်စီရဲ့စစ်တင်းပေါ်၁၈စီကိုတိုက်ခိုက်မှု၅စီးမိလောင်ပြက်စီးမြုပ်ပြီး၂စီးဆက်လက်မမောင်းနိုင်တော့ပဲစစ်သား၅၅ဦးသေဆုံးနေဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ အရာဝတီမြေကြောင်အတိုင်းဆန်တက်လာသောအကြံဖက်စစ်ကောင်စီ၏စစ်တင်ပေါ်18စီကိုတော်လရေးတပ်များကတိုက်ခိုက်ခရာစစ်တင်ပေါ်၅စီမီလောင်ပြက်စီးနှိမ့်မြုပ်ပြီးနှစ်စီဆက်လက်မမောင်းနိုင်တော့ပင်စစ်သား55ဦးသေဆုံးကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ NUG ကောက်ွယ်ရေးဝင်ကြီးဌာနကသတင်းထုတ်ပြန်ပါတယ်။အောက်တိုဘာ15ရက်နေ့ထုတ်ပြန်သောကောက်ွယ်ရေးဝင်ကြီးဌာန၏ထုတ်ပြန်ချက်တွင်မန္တလေးမြို့ကော်ဝွန်စိတ်ကမ်းမှအရာဝတီမြေကြောင်အတိုင်းဆန်တက်လာသောစစ်တင်ပေါ်18စီကိုပြည်သူ့ကောက်ွယ်ရေးတပ်မတော် PDF မန္တလေးတိုင်းစစ်ဌာနကိုကဲမှုအောက်ရှိ ပြင်းထန်ခရိုင်စစ်ဌာနကိုကဲမှုဖြင့်အေယာဝတီစစ်ကြောင်းကသပိတ်ချင်းမျိုးနဲ့ချောင်းတလဲကြီးရွာမှကြောက်ကြီးဇက်စိတ်ကြာနေရများတွင်ဖျက်ထောက်ပိတ်ဆို့တိုက်ခိုက်ခရာစစ်တင်းမောင်းငါးစီးပြက်စီးနီလောင်ကငါးစီးလုံးနှိမ့်မြုပ်ခဲ့ပြီးနှစ်စီးဆက်လက်မောင်းနေနိုင်ခြင်းမရှိကြောင်းသိရပါသည်အဆိုပါတိုက်ခိုက်မှုအတွင်ရန်သူစစ်ကောင်စီတပ်သား55ဦးသေဆုံးပြီး22ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟုသိရှိရပြီးစစ်တင်းမောင်းငါးစီးနှိမ့်မြုပ်သွားချိန်တွင်ရင်းစစ်တပ်မှစစ်သားများမှအခြားစစ်တင်းပေါ်တစည်းပေါ်သို့အပြေးလွှာခုန်တက်ကြသည်ကိုလည်းမြင်တွေ့ရသည် အကြံဖတ်စစ်တပ်စစ်တင်ဖို့အုပ်စုကိုမန္တလေးတိုင်းစစ်ဌာန၏ကိုကဲမှုအောက်ရှိပြည်ဦးလွင်ခရိုင်စစ်ဌာနကိုကဲမှုဖြင့်ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF 900ကိုတပ်ရင်ပြည်ဦးလွင်ခရိုင်တပ်ရင်များမိုးကုတ်ပြူဟာသပိတ်ချင်းတိုက်နယ်ပါကပါမြိုင်မြို့နယ်ပါကပါမန္တလေးတိုင်းလက်နက်ကြီးတပ်ဖွဲ့တွေမဟာမိတ်တပ်များကဧရာဝတီပူးပေါင်းစစ်ကြောင်းအဖြစ်စစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟုသိရပါသည် ထို့ပြင်ယမန်နေ့နဲ့နောက်ပိုင်းမန္တလေးမြို့မှာစစ်သည်မော6စီးပါတိုက်ခိုက်ရေးရင်အုပ်စုတစ်ခုမှလည်းအီယာဝတီမြကြောင်အတိုင်ထက်မှန်၍စံတက်လာကြောင်းဒေတာကင်းထောက်တရင်ရင်းမြများကပြောဆိုပါတယ်။ရှေးကထွက်သွားတဲ့စစ်သည်မော6အုပ်စုရောအခုမန္တလေးကထွက်လာတဲ့စစ်သည်မော6အုပ်စုရောဆိုရင်စစ်သည်မော6အုပ်စုနှစ်ခုတပြိုင်တည်းထွက်လာနေတာ။ရေကမ်းပြီးကြေးရွာတွေပို့ပြီးတည်ထားရပါမယ်။ရှစ်သိန်းမအုပ်စုဖြတ်သွားပြီးပြီဆိုပြီးတော့မပေါ်တင်ဘူးနောက်ထပ်စစ်သိန်းမအုပ်စုကလည်းထက်ထက်လာနေတဲ့ဟူမန္တလေးအခြေစိုက်ကင်းထောက်တရင်ရေမြက်ကရှင်းပြပါရစေ အကြံဖက်စစ်ကောင်စီတပ်ကအီယော်ပရီမြစ်ကြောင်းထက်သို့ဆန်တက်လာနေသောစစ်သည်မောများကိုတိုက်လေရင်များရဟတ်ရင်များဖြင့်ကောင်းကင်မှလုံခြုံရေးယူ၍လိုက်ပါပေးနေကြောင်းလေကြောင်းဖြင့်ပုံကျဲတိုက်ခိုက်မှုများကိုလည်းလှုံ့ဆော်နေကြောင်းသိရပါသည်။ဆက်လက်ပြီးမြင်းချံမြို့နယ်ရွာကြီးညောင်ပင်ရွာလန်းပိုင်၌ကျေးရွာများကိုမိရှို့နေသည့်တီတာယူမွန်ပြူစော်တီအဖွဲ့ကိုကြားဖြတ်တိုက်ခိုက်မှုထိခိုက်သေးဆုံးသူများပြားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါသည်။မန္တလေးတိုင်းမြင်းချံမြို့နယ်ရွာကြီးရွာညောင်ပင်ရွာလန်းပိုင်၌ ကြီးရွာများကိုမိရှို့နေသည့်တီတာယူမုံပြူစော်တီအဖွဲ့ကိုဂျားဖြတ်တိုက်ခိုက်ရာအကြံဖက်စစ်တပ်ဘက်မှ15ဦးထက်မနည်းတေဆုံးခဲ့ကြောင်းပြည်သူ့ကျေတွင်တပ်ဖွဲ့မှဖုံမိုက်ခဲကတရင်ဌာနကိုပြောကြားပါရယ်။အော်တိုဘာလ10ရက်နေ့တွင်မြင်းချမ်းမြို့နယ်အတွင်းရှိရွာကြီးရွာညောင်ပင်ရွာလမ်းပိုင်း၌ပြည်သူပိုင်နေအိမ်များကိုမိရှို့ပြီးစစ်ကြောင်းထိုးနေတဲ့တီတာယူမုံပြူစော်တီအဖွဲ့စစ်ကြောင်းကိုဒေါ်လာရေးတပ်ဖွဲ့များကဂျားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါရယ်။ထိုတိုက်ခိုက်မှုအတွင်တီတာယူမုံပြူစော်တီအဖွဲ့စစ်ကြောင်းမှအကြံဖက်စစ်သားနှင့် ယူစော်တီ15ဦးထပ်မံတည်ဆုံခဲ့ပြီးတော်လန်ရေးတပ်ဖွဲ့များထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါတယ်။မြင်းချံရွာကြီးရွာညောင်ပင်ရွာလမ်းပိုက်မှာကြီးရွာတွေကိုဝင်ရောက်စီးနင်းပြီးပြည်သူပိုင်နေအိမ်တွေကိုမိလိုက်ရှို့နေတဲ့တီရာယူမွန်ယူစော်တီအဖွဲ့စစ်တောက်ကိုကျွန်တော်တို့ကြားဖြတ်တိုက်ခိုက်ခဲ့တာပါ။အဲ့ဒီတိုက်ပွဲမှာစစ်ခွေးနဲ့ယူစော်တီ15ဦးထပ်မံတည်ဆုံနေဟုပြည်သူ့ကျေတဝန်တပ်ဖွဲ့မှဘိုးမိုက်ခဲကပြောဆိုပါတယ်။အဆိုပါတိုက်ခိုက်မှုကိုပြည်သူ့ကျေတပ်ဖွဲ့တပ်ဖွဲ့ကဦးဆောင်ပြီး MGN ဒိန်ချာဒိုင်နမိုက်နဲ့ မြင်းချံပါကဖတပ်ဖွဲ့တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။ဆက်လက်ပြီးပေါကောင်းနှင့်အောင်လံမြို့နယ်အဆက်ကိုစစ်တပ်ကလေရင်ဖြင့်ပုံဆဲလုံးကြောကျဲချတိုက်ခိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ပကိုးတိုင်းပေါကောင်းမြို့နယ်နဲ့မကွေးတိုင်းအောင်လံမြို့နယ်အဆက်ကိုအချံဖက်စစ်တပ်ကလေရင်ဖြင့်ပုံဆဲလုံးကြောကျဲချတိုက်ခိုက်ခဲ့ကြောင်းဒေသခံပြည်သူများကသတင်းဌာနကိုပြောကြားပါရယ်ရမန်နေ့အောက်တိုဘာလ14ရက်နေ့ည9:00နာရီကျော်ခန့်မှာစတင်ပြီးအချံဖက်စစ်တပ်ဂျက်ဖိုက်တာကပေါကောင်းမြို့နယ်နဲ့အောင်လံမြို့နယ်အဆက်ရှိ ညီနက်တောင်အနီးတဝိုက်နှင့်ရွှေလောင်ဆန်းမကြီးရွာအနီးဟုဘုံဆယ်လုံးကျော်ကျဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါသည်။အကြမ်းဖက်စစ်တပ်ဘုံကျဲတိုက်ခိုက်မှုအတွင်ပြည်သူများထိခိုက်မှုမရှိတော့လေကြီးရွာနေပြည်သူများသည့်ဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရကြောင်းသိရပါသည်။မနီကညာပိုင်းကပေါက်ခေါင်းနဲ့အောင်လံမြို့နယ်အဆက်ကိုစစ်ခွေးတွေကလေရင်နဲ့ပုံကျဲတိုက်ခိုက်သွားတာသုံးချိန်ပုံကျဲတိုက်ခိုက်သွားတယ်လို့သိရတယ်။ပြည်သူတွေထိခိုက်မှုတတင်းတွေမကြမိဘူး။ပြည်သူတွေကပုံထက်ပြီးလာကျဲမှကိုစိုးရိမ်လို့တိန့်ရှောင်နေကြရတယ်ဟုဒေသခံပြည်သူတအူးကပြောဆိုပါတယ်။ အလားတူဩဂုတ်လ19ရက်နေ့ကလည်းပောက်ခေါင်းမြို့နယ်ကြောက်ပင်သာရွာနှင့်ဖလန်ပင်ရွာကိုအကြံဖက်စစ်တပ်၏စစ်တပ်လေဒီလေးစီကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲဘုံဆက်နှလုံးကျဲချတိုက်ခိုက်ခဲ့သောကြောင့်ကြောက်ပင်သာရွာမှတာဖဖြစ်သူအသက်38နှစ်အရွယ်ဦးသိန်းစော်နှင့်အသက်10နှစ်အရွယ်မောင်မောင်တပ်ပိုင်စော်တို့ပွဲချင်းပြီးတည်ဆုံခဲ့ပြီးဖီသူလေးဦးလည်းထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရပါသည်။စမိုင်းတရင်တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်းချမ်းမြေကြပါစေရှင်။